ရှာဥဇော်ကြီးရေးတဲ့ဟာတက်ကောင်းတယ်။ဖန်ပြကွက်နဲ့ကြောက်စေးရေးအမောပြီအောင်တိုက်ပါမမဆာကြားဘူးလားတော့မသိအဲ့ဒီဖန်ပြကွက်ဆိုတာပုံတရံပေါ့ခမရအဲ့ဒီကောက်ရည်တန်လေးကိုလေဖန်ပြခွက်ခွက်လေးကြီးနဲ့ခွက်လေးတွေမှာထည့်ပြီးတိုင်းကြီးတော်လည်းမြင်ရဆိုတော့ပိုကောင်းတယ်အဲ့ဒီရည်တန်ကြီးကိုခမရအုံးခွက်ကြီးနဲ့တိုင်းတမျိုးယူတော့ ်ဒါမှမဟုတ်ဟိုခွက်ခွက်ကြီးကမဲမဲကြီးဘာမှမမြင်အောင်ဆိုရင်ကြည်မမတည်ဘူးအာမတည်ဘူးအဲ့ဒါဆိုရင်ပုံတန်းအရေးကြီးနှစ်ခါရေးကြတယ်ရေးရကြည်နေရကြည်နေရကြအထဲတက်ဟွာပေါ့အကြောင်းညာပေါ့အကြောင်းညာကြည်ညာသူက filter လောက်ထားတယ်စစ်ထားတယ်တေးချစစ်ထားတယ်ဖန်ပြခွက်နဲ့ကြောက်စက်ရေဆိုတော့ကျွန်တော်တို့ကြောက်အိုးတွေနဲ့လीတေးချစစ်ထားပြီးတစ်စက်စက်ကြတော့မှစုထားတာဆိုတော့ကြည်နေတယ် အဲ့ဒီဟာနှစ်ခုကပုံတန်တန်နဲ့အကြောင်းအရာနှစ်ခုပေါင်းဆက်တာကောင်းတဲ့အပြင်သူကနောက်တစ်ခုကစေတနာပါတယ်အမှုပြရတာအမောပြေအောင်တိုက်ပါမာမာဆိုအမောပြေစီခြင်းနဲ့စေတနာပါရော့အင်းတိုက်လိုက်တာမဟုတ်ပဲနဲ့အမောပြေအောင်ကျွန်တော်တို့အဲ့ဒီစေတနာတိရောက်ဖို့အတွက်အယုတ်ရဲ့ကောင်းခြင်းအိုင်ဒီယာရဲ့ကောင်းခြင်းဆိုတော့ကျွန်တော်တို့ကစူးစမ်းစူးစမ်းတော့ကျွန်တော်ကကတ်တုန်းပညာစာကိုလုပ်ခဲ့တဲ့နှစ်နှစ်ကတော့ ုတ်လိုက်ပါလေ။ဘာလဲဆိုတော့နော်ရောင်းရောင်းကန်လိုက်တာအတံမီလားမသိဘူး။အဲ့ဒီရကြည်ရကြည်ပြန်အိုက်တယ်ပဲ။ဒါမတန်နိုင်။အဲ့ဒီကွန်ပျူတာနဲ့လည်းကျွန်တော်အများကြီးဆွဲဘူးလေ။လက်နဲ့လည်းဆွဲတယ်။အများမျိုးစုံပေါ့ပစ္စည်းတွေလည်းမျိုးစုံပေါ့။ဘဝဒနာပါတော့ပစ္စည်းမျိုးစုံစက္ကူမျိုးစုံဒါမှမဟုတ်ဟိုကွန်ပျူတာလို့တက်ဘလက်လို့ iPad လို့လည်းဆွဲတယ်။ အဲ့ဒီဟာဒီပစ္စည်းတွေဘလောက်ပဲအရေးကြီးကြီးအရေးကြီးဆုံးကတုံးကူပဲကျွန်တော်တို့ကတ်တွန်းဆရာကောင်းတူရောက်ဖြစ်ပေါ်ဟာကြည့်တဲ့မျက်လုံးရယ်နောက်ပြီးတော့ဆွဲတဲ့လက်ကစဉ်းစားတဲ့အုံနောက်ပဲအဲ့တုံးကူပဲအရေးကြီးဆုံးအဲ့တော့ကျွန်တော်အဲ့ဒါကတ်တွန်းဆွဲနည်းကိုအခုပြောမှာမဟုတ်ဘူးဘဲပညာမရှိမြည်တိဟာမရှိ ဓိကအခြေခံမိမိကိုယ်တိုင်ပဲအဲ့ဒါကိုကျွန်တော်ကဒါပေမဲ့ကျွန်တော်ကဥပမာပြရတော့ကိုကကတွန်းဆရာဆိုတော့ကိုကိုဘွားနဲ့ကိုအတွေ့အကြုံကိုအဓိကပြောချင်တာကြည့်ပုံမျက်လုံးဆိုတော့မျက်လုံးကကြည့်တာနော်ကျွန်တော်တို့ကြည့်တယ်ဆိုရင်ကြည့်တတ်အောင်ကြည့်ရတယ်မြင်တတ်အောင်ကြည့်ရတယ်ကျွန်တော်တို့စီးနဲ့လုတ်နဲ့ မတူတယ်လို့ animation တွေပဲလုတ်ချင်တယ်ကတ်တုန်းရုပ်ရှင်တွေလုတ်ချင်လို့ဆိုကြည့်တဲ့အခါမှာ watch လောက်ရတယ် watch တော့ time မှာပါလာ watch က time ပါတယ်ဟို TV တို့ပေါ့ကျင်ဟိုဟိုပကြီကားတို့ဖြတ်ကနေလှမ်းကြည့်ကြတော့ company တွေလှမ်းကြတော့အဲ့ဒါ look ပေါ့နော်ရှိဆိုတာမြင်တော့မြင်နိုင်မျက်စိရှိရတိုင်းမမြင်ဘူးလေဒါကြောင့်ကျွန်တော်တို့တတိမမှုကူမမြင်တော့ပါဘူးကျွန်တော်တို့လည်းအခါလေးမြင်တယ်ဆိုအာတလုတ်တို့ပေါ့ အမီနဲ့တမီတမီပဲမြင်တယ်ကာတို့အာငူရီပြစ်တယ်တော့အဓိကကတော့မြင်တတ်ကြည့်တတ်ဖို့လိုတာအဲ့တော့ကျွန်တော်တို့ကမြင်တာဆရာလေးမြင်တာများအလွယ်လေးမြင်မြင်နေဆိုပါမာမမခက်ပါဘူးမဟုတ်ခက်တယ်ကျွန်တော်အခုကျွန်တော်ပြောတာပုံဆွဲခြင်းကိုအခြေခံပြောမယ်ကျွန်တော်တို့တတိထားတဲ့လူငယ်ရောလူကြီးရောပေါ့ဒါပေမဲ့လူငယ်တွေအတွက်ပို့ပါ မြင်တာနဲ့ထင်တာမတူကျွန်တော်ပုံပြီးဆိုရင်ကျွန်တော်ထင်နေတာကျွန်တော်မြင်တာဝဲဆိုရတယ်ထင်တာမဟုတ်ဘူးကျွန်တော်ထင်တာကိုဆိုရနေကြကျွန်တော်လွန်ခဲ့တဲ့အနှစ်ဆယ်ကျော်ကခရရကြာဘူးမှာပါအခုတော့ကွယ်လွန်တော့ပါကျွန်တော်မိတ်ဆွေကြီးဒီဆရာကြီးဥမလာဆိုတာရှိတယ်။ဒီသေးနဲ့ပတ်သက်လို့အင်ပတန်ကောင်း။အဥမလာ၄၅လမ်းမှာ ကြီးပြပွဲလေးလို့တော့ကျွန်တော်ကဥမာလာအရင်တော့ရိုးရပကြီးကျွန်တော်မန်လေးမန်နေတော့သူကဟိုပါပေါ့ဟိုရိုးရတင်တာဗန္ဓာเจ้าမှာပကြီးเจ้าမှာနောက်သူအငိမ့်သားယူပြီးတော့ရန်ကုန်ရောက်လာရန်ကုန်မှာသူအဲ့ပြကန်းတော့တော့သူကရိုးရမဟုတ်ဘူးဝတ်တက်ကလိုက်ဆွဲနေဟာအဲ့ဒီခါတော်တော်ကောင်းနေတာတော်တော်ကိုကြိုက်တာဟုတ်လားဟာအခုကတော့ တအားနာမည်ကြီးမှာကိုမအဲ့တော့တော့နာမည်ကြီးလေးကိုမဲ့လို့လဲတယ်ဒါပေမဲ့ကျွန်တော်တော့အားကျက်ကိုမလားခင်ဗျဒီခေါက်ကလုံးလေးဆယ်လောက်ရှိဒီခေါက်တော်တော်ကောင်းပါလားဗျာဟုတ်တယ်လေကျွန်တော်ဒီခေါက်ဘယ်လဲနေဆိုရတာဟင်ခင်ဗျညာတာမဟုတ်ဘူးလားဆိုဟုတ်တယ်လေဒီခေါက်ဘယ်လဲနေဆိုရတာဟာဘာဖြစ်လို့ဘယ်လဲနေဆိုရတာကျွန်တော်ညာဘက်ကညာလက်ကဆွေးနေကြတယ်ဆိုရုံလို့လေညာလက်ကဆွေးနေကြဆိုရညာလက်က ကျွန်တော်တို့ကကျွန်တော်တို့တခုလုပ်တယ်ဆိုရယ်ဆိုကျွန်တော်လက်မှာအခါလေးကျွန်တော်ထင်းနေတာအလိုလိုနေဆွဲသွားတာကျွန်တော်မြင်တာမဆိုအဲ့ဒီဟာဘယ်လက်ကကြတော့အလေးကျင့်မရတော့သူမြင်တာဘယ်အာဒါလေးကဒီလောက်ဒါလေးကဒီဘက်ကိုဒီလောက်ရှိမှန်းဒါလေးကအောက်ကိုဘယ်လောက်အဲ့ဟောက်ပဲဆိုတဲ့အတွက်ပိုကောင်းတယ်